ျမကတော့လေဘယ်မစ်လေးပဲလာလာကျမသမီးလေးလိုမျိုးခံစားလိုက်တာရှင်ဒီလားကိုကိုရိုင်းကလည်းသမီးလေးတွေချစ်တယ်လေသမီးလေးတွေချစ်တဲ့အခါကျတော့ဘယ်ကလေးလေးပဲကိုကိုဒရက်စ်အနေနဲ့လာအပ်တည်ပဲဖြစ်စီကျမနှလုံးသားနဲ့လှုပ်တာပေါ့ဒီကလေးရဲ့မျက်နှာလေးချစ်စရာကောင်းတာဒီကလေးရဲ့ performance လေးဒီကလေးရဲ့လှုပ်ရှားမှု movement လေးအဲအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါလေးတွေကိုကြည့်ပြီးတော့ကျမကိုသမီးလေးလိုပဲခံစားပြီးတော့ကျမချုပ်ပြီးဖြစ်တာ ဒီဒီဇိုင်နာပညာရဲ့ဟာကျမအတွက် career တစ်ခုအနေနဲ့ကျမကိုကျမ proud ဖြစ်ဖို့အတွက်ကျမကိုကျမ confident ဖြစ်ဖို့အတွက်အိမ်အောင်ရှင်မျိုးသမီးဖြစ်ပေမဲ့အဲကို6ရောက်ပေါ်ကိုရနိုင်တယ်ကိုလမ်းလေးကိုကိုဖောင်းနိုင်တယ်အဲ့ဒီလိုမျိုးကိုကိုကိုပေါ့ confident ထိုင်မာသွားတယ်ကိုကိုကိုလည်းဂုံယူရတဲ့လူတယောက် ဖြစ်ချင်တဲ့အခါကျတော့ကျွန်မဒီဒီဇိုင်နာကိုကျွန်မသင်တန်းဆပ်ဖွင့်ပြီးတော့သင်ကြားတော့မယ်ဆိုပြီးတော့ကျွန်မ2018 8လပိုင်း24ရက်နေ့မှာမက်ဒန်ကိုစတီထောင်လိုက်တာပေါ့ရှင် အတန်းစကူးကိုတီထောင်တာကတော့ကျွန်မ2018ကနေစပြီးတော့တီထောင်လိုက်တာပေါ့နော်အာဒီဇိုင်နာပညာရပ်ကိုလေ့လာတာကတော့ဆယ်စုနှစ်ကျော်လောက်တော့ရှိပြီရှင်ဟုတ် elegant style ဘက်ကိုသွားတဲ့ evening dress လေးပေါ့နော်အဲ့လိုမျိုးလေးကိုကျွန်မတို့ကဒီဇိုင်နာဆိုတော့လေအဖက်ဖက်ကိုထည့်ပြီးတော့စဉ်းစားရပါတယ်အာ color theory အရာသမီးလေးရဲ့မျက်နှာလေးကချစ်စရာရမ်းကောင်းနေတာရဲ့အာ skin ကလည်းအရမ်းလာတယ်လေအဲ့လိုမျိုးလေးဆိုတော့ခါကြတော့သမီးလေးနဲ့ live ပဲမဲ့အယောင်လေးပေါ့အဲ့လိုအယောင်လေးပေါ်မှာသမီးလေးကိုအာ အလီယပ်ဖြစ်သွားစီမဲ့ ဟာတော်ဝင်ဆန်သွားမဲ့ပုံစံလေးပေါ့အဲအဲ့လိုမျိုးလေးစဉ်းစားပြီးတော့ဒီ dress လေးကိုချုပ်ပြလိုက်တာအရင်တော့ကလည်းသမီးပြိုင်တော့အမြဲတမ်းဝတ်စုံလေးတွေဝယ်ရတယ်အရန်ကြိုက်တယ်အခုဒီဝတ်စုံလေးဆိုရင်လည်းအရန်ပြတ်တက်ပြီးတော့သူ့အရောင်လေးကလည်းသမီးနဲ့အရန်လိုက်တယ်လို့ခံစားရပါတယ်ရှင် ready made ဆိုရင်ဒီခါလေးကျရင်ကို body နဲ့လည်း fit မဖြစ်ဘူးဒီခါလေးကျရင်အထားရောင်နဲ့မလိုက်တာရှိရဲဒါပေမဲ့ designer နဲ့ချုပ်တာဆိုတာ fit my body ဘယ်တော့မှမတက်ဘူးအမြဲတမ်းအဆင်ပြေပါတယ်ရှင်အဲ designer လောကတွေကိုကျွန်မရောက်လာတဲ့ဟာလေးကကြတော့နည်းနည်းတော့ထူ ံစံနေငယ်စဉ်တည်းကဘာသာနာကဒီဇိုင်နာဖြစ်ချင်တယ်အဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအိမ်မက်ကလေးရှိခဲ့တယ်ဒါပေမဲ့မိဘကကြတော့ဒီလိုမျိုး popular ဖြစ်တဲ့ကိစ္စတွေကိုလက်မခံတဲ့အာတိုက်ရှိရပေါ့နော်အဲ့လိုမျိုးဟိုအတွေးခေါ် mindset ကလေးရှိတယ်အဲတောသူတောင်သားလည်းဖြစ်ခဲ့ရပေါ့နော်အဲ့လိုမျိုးခါကြတော့ကျမကဒီဝါဒနာပါတဲ့အရာလေးကိုကိုယ်အိမ်မက်ကလေးကိုကနှိမ့်မြုပ်ပြီးတော့မိဘရဲ့စိတ်ချမ်းသာဖို့အတွက်ပဲကျမကြောင်းပြီးအောင်တက်ခဲ့ရပေါ့အဲ့နောက်ပိုင်းကျတော့ကျမအိမ်အောင်ကြရပေါ့ကျမ ခုမျိုးသားနေပေါ့เนาะကျွန်မမျိုးသားနေအိမ်အောင်ကြားတယ်အာကြားတဲ့အခါကြတော့ကျွန်မကငငယ်လေးတည်းကဒီဒီဇိုင်နာကိစ္စကိုကျွန်မဝါသနာပါတယ်အာကျွန်မလည်းဟိုဘယ်လိုပဲယောက်ျားတစ်ယောက်ရဲ့ဝင်ငွေဟာကောင်းနေပလိစေအမျိုးသမီးတစ်ယောက်မှာကိုယ်ပိုင်ဝင်ငွေဆိုတာလေအဲရှိတဲ့နေနောက်ပြီးတော့စိတ်လုံခြုံမှုပေါ့ ကိုကိုကို confident ဖြစ်ဖို့ကလည်းအကိုပိုင်ငွေငွေလေးလည်းရှိနေမှလည်း confident ဖြစ်တာပေါ့နော်အမျိုးသားတစ်ယောက်ကဘလောက်ပဲကိုပံ့ပိုးနိုင်ပြီဖြစ်စီပေါ့နော်အဲ့လိုမျိုးစိတ်လေးဝင်လာတာရဲ့အဆိုတော့အမျိုးသားကိုခွင့်တောင်းတယ်သူကလည်းခွင့်ပြုတယ်နောက်ပြီးတော့အဓိကအကြောင်းတရားနောက်တစ်ချက်ကကြတော့ကျွန်မသူများနဲ့မတူတဲ့မြမာတယ်လေးတွေကိုပုံစမ်းပြီးတော့အာကျွန်မသမီးလေးတွေနဲ့ဝက်ကာတော့ကျွန်မစိုက်နှစ်သက်တယ်အဲ့ခါကျတော့ကျွန်မဒီဇိုင်နာပညာရက်တွေကိုကျွန်မဆယ်စုနှစ်တခု ီဒီနှစ်ကနေစရဲဆယ်စုနှစ်တခုမတိုင်ခင်နေရပေါ့ကျွန်မစလေ့လာတယ်။သမီးကျွန်မသမီးကြီးလေးနှစ်နှစ်သုံးနှစ်လောက်ထဲရပေါ့။အဲအဲ့လောက်လောက်ထဲကကျွန်မလေ့လာတယ်။အာကိုပါတော်ကိုကိုသမီးလေးနဲ့ကိုချုပ်တယ်။အဲ့လိုမျိုးလေးတွေပဲကျွန်မလုပ်နေတာအနေမှာအာနောက်ပိုင်းလောဂရန်တခုကိုကျွန်မကြော်ဖြတ်ခဲ့တဲ့အခါကျတော့ဒီဒီဇိုင်နာပညာရဲ့ဟာကျမအတွက် career တစ်ခုအနေနဲ့ကျမကိုကျမ proud ဖြစ်ဖို့အတွက်ကျမကိုကျမ confident ဖြစ်ဖို့အတွက်အိမ်အောင်ရှင်မျိုးသမီးဖြစ်ပေမဲ့ အဲကို6ရောက်ပေါ်ကိုရနိုင်တယ်ကိုလမ်းလေးကိုကိုဖောင်းနိုင်တယ်အဲ့ဒီလိုမျိုးကိုကိုကိုပေါ့ confident ခိုင်မာသွားတယ်ကိုကိုကိုလည်းဂုံယူရတဲ့လူတယောက် ဖြစ်ချင်တဲ့အခါကျတော့ကျမဒီဒီဇိုင်နာကိုကျမသင်တန်းဆပ်ဖွင့်ပြီးတော့သင်ကြားတော့မယ်ဆိုပြီးတော့ကျမ2018 8လပိုင်း24ရက်နေ့မှာမက်ဒန်ကိုစတည်ထောင်လိုက်တာပေါ့ရှင်2018ထဲရောက်ဆိုလို့ရှင်တော့သင်တန်းသားဥကြီးကအများကြီးပဲ online class တွေထဲမှာဆိုလို့ရှင်လည်းအာ 4K ကျော် 5K ကျော်လောက်တော့ရှိရရှင်ဟုတ်ကျမကတော့လေ Bemix လေးပဲလာလာကျမသမီးလေးလိုမျိုးခံစားလိုက်တာရှင်ဒီလားကိုကိုရိုင်းကလည်းသမီးလေးတွေချစ်တယ်လေ တပီးလေးတွေချစ်တဲ့ခါကျတော့ဘဲကလေးလေးပဲကိုကို dress အနေနဲ့လာအပ်တည်ပဲဖြစ်စီကျွန်မနှလုံးသားနဲ့လောက်တာပေါ့ ဒီကလေးရဲ့မျက်နှာလေးချစ်စရာကောင်းတာဒီကလေးရဲ့ performance လေးဒီကလေးရဲ့လှုပ်ရှားမှု movement လေးအဲအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါလေးတွေကိုကြည့်ပြီးတော့ကျွန်မကိုသမီးလေးလိုပဲခံစားပြီးတော့ကျွန်မချုပ်ပြီးဖြစ်တာရှင်။ငယ်ရေတည်းကသမီးကဒီဇိုင်နာမမနဲ့ချုပ်ထားတာဆိုတော့အမြဲတမ်း comfortable ဖြစ်တဲ့ confidence အရန်ရှိရပေါ့သူကောင်းဝင်လေးဝင်လိုက်။မမရရပေါ့နော်ဒီဒီဇိုင်နာသက်တမ်းရယ်လို့ပေါ့နော်တိတိကျကျပြောရမယ်ဆိုတင်တန်းစထောင်လိုက်တဲ့အချိန်ကပဲယူလိုက်တာပေါ့အစာပိုင်းလေးလာတဲ့အချိန်ကတော့အဲကျွန်မလည်းဒီလိုမျိုးဖြစ်လာဖို့မရည်ရွယ်ဘူးပေါ့နော်ဒီဇိုင်နာဖြစ်လာဖို့မရည်ရွယ်ဘူးလေးလာတာ ကတော့ဆယ်စုနှစ်ကျော်တော်တော်ကျော်သွားပြီ15နှစ်လောက်တော့ရှိတာပေါ့လိလာခဲ့တာကိုတော့အစတော့ကတော့ကိုသမီးလေးနဲ့ကိုပဲကိုသားသမီးလေးနဲ့ကိုပဲဝင့်မယ်ဆိုပြီးတော့လိလာခဲ့တာပေါ့နော်အဲ့လိုကနေပြီးတော့တင်တန်းဖွင့်ပြီးတဲ့နောက်ပိုင်းမှာကျွန်မမှတ်မှတ်ရရမစ်စ်ကလေးနှစ်ယောက်ပေါ့ကျွန်မချုပ်ပေးဖြစ်တယ်ကျွန်မတအားပေါ့ပြူလာဖြစ်ချင်တဲ့အဲတိုက်မျိုးတွေကလည်းမဟုတ်တော့လေကျွန်မကျွန်မ AC ပဲနေတာလေအဲ့လိုမျိုးဆိုတဲ့အခါကျတော့နှစ်ယောက်ချုပ်ပေးဖြစ်တယ်မီမီလေး smile ရယ်အခုဟိုအင်ဒိုနီးရှားမှာတော့ပြိုင်နေတမီးလေးဝင်းရွှေရောင်ပေါ့နော် သူရဲ့ပေါ့နော်သူ့အတွက်ရဲ့မိမိလေးရဲ့နှစ်ယောက်ကိုဒီမှာချုပ်ပေးပြတယ်ဒီမှာချုပ်ပေးပြတယ်ပေါ့နော်အဲ့ဒီနှစ်ယောက်စလုံးကကျမရဲ့ dress လေးတွေနဲ့ဟိုဝစ်ပြီးတော့ရှင်ပြိုင်တဲ့အခါမှာစုရတယ်ဆိုတော့ဟာကြတော့နှစ်ယောက်တည်းချုပ်ပေးပြီးတော့နှစ်ယောက်လုံးစုရတယ်ဆိုတော့အဲစိတ်ကကြတော့ကိုယ့်ဟာကိုယ် ကုန်ယူသွားတာပေါ့เนาะပို့ပြီးတော့အဲ့လိုမျိုးပေါ့เนาะဟုတ်စုရသွားတဲ့ကလေးလေးတွေရဲ့မမေတွေမိဘတွေပေါ့เนาะသူတို့ဟို proud ဖြစ်တယ်လို့မျိုးကျမကလည်းအိမ်ရနေပြီးတော့ဟေးရသွားတယ်ဆိုပြီးအဲ့လိုမျိုးပေါ့เนาะဖြစ်တာပေါ့မနက်ဆိုရင်ဒီနေ့မနက်ဆိုရင်ဟိုကလေးလေးစုရတဲ့တဲ့ကမနက်အိယာနိုးတာနဲ့တောင်တောင်တောင်ဆိုပြီးတော့ဝင်လာတဲ့ခါကျတော့လေအဲ့လိုမျိုးဆိုတဲ့ခါကျတော့ကျမအယံဝမ်းသာဒီနေ့ feeling ကအယံဝမ်းသာနေတာဟုတ်ရှင် တမရတော့ကူလောဆယ်စာဥစားပြီးနေပါတယ်ဒါပေမဲ့အသက်ကြီးလာလို့အခွင့်အရေးကောင်းကြရင်တော့ Miss ဖြစ်ဖြစ် um actor ဖြစ်ဖြစ်တော့လုပ်ချင်ပါရဲ့ရှင်အာဝစ်စုံလေးတွေပဲအချင်တာပဲဖြစ်ဖြစ်သင်တန်းတက်ချင်တာပဲဖြစ်ဖြစ် Madam Fashion Design School ရဲ့ page လေးမှာပေါ့နော်အာဝင်ရောက်ပြီးတော့အာစုံစမ်းလေ့လာပြီးတော့ဝစ်စုံလည်းအလိုရပါတယ် Madam Fashion Design School ရဲ့တည်နေရာကတော့အမှတ်၄နှစ်ကကြီးမန်ပြေကိုလန်းအရှိ၃မန်ပြေရက်ွက်တာဂိတ်တာပါရှင်ဟုတ်ကဲ့ပါရှင်